ဗုဒ္ဓဂျန်ယာရီသစ္စာတရားအရေးရှိပလဲမှာနိုင်ငံရေးဆိုင်ရာ နိုင်ငံချဲ့ထွင်ခြင်းကိုပြုလုပ်ရခြင်းထက်တရားဓမ္မဆိုင်ရာနိုင်ငံချဲ့ထွင်ရခြင်းကိုပြုလုပ်ရခြင်းကပို၍ခက်ခဲလှသည်နိုင်ငံရေးဆိုင်ရာနိုင်ငံချဲ့ထွင်ခြင်းကိုပြုလုပ်ခြင်း၌တရိတ်ဆန်နှင့်လူတရိတ်ဆန်များပင်လျှင်အသုံးဝင်ကြသည်၎င်းတို့အားကျိန်တွေ့၍ခိုင်းစေနိုင်သည် တရားဓမ္မနိုင်ငံချက်ထွင်ရနိုင်မှုရင်ခဲ့သူတော်တက်သားများအတုံးမဝင်ပေရင်ကိစ္စအတွက်မူအစင်တန်းမြင့်သည့်တက်သားများသာလျှင်အရေအတွက်နေကျင်နေပေစီအတုံးဝင်ပေသည်ထမင်းငတ်နေသူများယဟန်ပြု၍တရားဓမ္မနိုင်ငံချက်ထွင်ရ၏တက်သားအမိခံနေလျှင်ရှင်တရားဓမ္မနိုင်ငံသည်나이ပိုင်းအတွင်းမှပင်ပျက်စီးပြောက်ွယ်သွားပွေရာရှိသည် ယနေ့ငါအောင်မြင်မှုရခဲ့ခြင်းအောင်မြင်မှုရနိုင်ခြင်း၏အကြောင်းအမျိုးမျိုးရှိသည့်အ내ကြီးကျယ်သောအကြောင်းတစ်ခုမှငါသည်ထိုအောင်မြင်မှုအတွက်အထင်းန်းစည်းစိမ်လှပသောခြင်းရာမယားမြင့်မြတ်သောအိမ်ထောင်စုကိုဆုံးလွှတ်ခဲ့သည်ဟုပြည်သူကနားလည်သောကြောင့်ဖြစ်သည်အချင်းအရာဝတ္ထုအတွက်ငါသည်ဤမြောက်လောက်ဆုံးလွှတ်ခဲ့၏ ထိုအရာဝတ္ထုသည်အမှန်မဟုတ်ချာမောမြတ်တော်အရာဖြစ်ပေလိမ့်မည်ဟုလူအပေါင်းဤစိတ်ထဲတွင်အတွေးရမနေလျင်ငါဤလုပ်ငန်းသည်တဝက်ဝေး၍လေးပုံပုံတပုံမျှပင် ဖြစ်မြအောင်မြင်လိမ့်မည်မဟုတ်ပေလူအပေါင်းတို့သစ္စာတရားကိုမှတ်ကြောက်တင်ကြည်ပုံကြည်နေနှင့်ပတ်သက်၍ငါဝန်းနေခြင်းဖြစ်မိသည်လူအပေါင်းတို့သည်အရာဝတ္ထုကိုမစစ်စေးမစမ်းသပ်ကြထိုအရာဝတ္ထုထည့်ထားသည့်ခွက်ကိုယ်သာလျှင်ကြည့်ကြသည် သူတို့သည်ရွှေခွက်ခြေရင်ထက်ထားလျင်အစိတ်ကိုပင်လဲတောက်ပြလာကြပေလိမ့်မည်မြေခွက်ခြေရင်ထက်ထားလျင်အမြိုက်သုဒ္ဓါကိုတော်လဲနှာခေါင်းရှုံကြပေလိမ့်မည်ပန်းတင်ထားလျင်အုပ်ပုံကိုဖြစ်စေပူဇော်ကြပေလိမ့်မည်ပန်းမရှိလျင်မူနတ်ရုပ်ကိုတော်လဲခြေနှင်းကြောက်သွားပေလိမ့်မည်သူတို့၏ရင်းမိုက်မဲမှုမှာ စိတ်ပြည့်ဝမ်းနည်းပွေကောင်းလှပေသည် တို့ရာတွင် စိတ်ပြဲဝမ်းနည်းနေ၍မိတို့ကျေစုရှိမည်နီစေစရာသည်အကယ်၍လူနာ၏မိုင်မဲမှုကိုစိတ်ပြဲဝမ်းနည်းနေလျင်လူနာမှဒေသွားဖို့ရာသာရှိ၍စေစရာသည်စေစရာမြည်ရမည်မဟုတ်ပေငါသည်လူအပေါင်းတို့ကိုကြည်၍စိတ်ပြဲဝမ်းနည်းနေလျင်လူအပေါင်းမှပျက်စီးသွားဖို့ရာသာရှိလျက်ငါလည်းဖျားမြည်တော်မည်မဟုတ်ပေ တို့ဖြစ်၍ငါ၏တန်ခါတက်မတော်တဲ့တွင် ချမ်းသာကြွားသည့်လူငယ်လူရွယ်များအားထဲ့သွင်းရန်ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်လူအိုများနှင့်ဆင်းရဲနှံပါသူများဝင်ရောက်မလာရဟုပိတ်ပင်ထားချက်မရှိတော်လဲချမ်းသာကြွားသည့်လူငယ်လူရွယ်များဖန်တီးပြုလုပ်နိုင်သည့်ဩဇာနှင့်အလုတ်ကိုဆင်းရဲသူဆင်းရဲသားများနှင့်လူအိုများသည့်မဖန်တီးမပြုလုပ်နိုင်ပေ လူအိုများတွင်လုံလောက်ဥဒဟမရှိပေတော်လှန်ရေးစိတ်ဓာတ်လည်းမရှိပေသူတို့သည်ငြိမ်းချမ်းစွာစင်ကြယ်စွာနေနိုင်ကြတော့လေဘွာရတရားတစ်ခုကိုတည်ထောင်ရနိုင်မှုလုံအားမပေးနိုင်ကြပေချင်းချက်အနေအားဖြင့်လူငယ်လူရွယ်များနှင့်ရှင်းပြနိုင်သည့်လူငယ်လူရွယ်များထက်ပင်တော်လှန်ရေးလုပ်ငန်းများကိုပြုလုပ်နိုင်သည့်လူအိုများလည်းရှိသည်တို့ရရင်ရှင်းမှာချင်းချက်များသာဖြစ်သည် ဆင်းရဲသူဆင်းရဲသားများ၏ဆွတ်လွတ်မှုမှာအစစ်အစေးမခံဘူးသူစာမေးပွဲမဖြေဘူးသူဤဉာဏ်ပညာနှင့်တူသည်အစစ်အစေးမခံဘဲနှင့်လဲစာမေးပွဲမဖြေဘဲနှင့်လဲလူသည်ပညာရှိဖြစ်နိုင်သည်တို့ရာတွင်ရင်းအချက်နှင့်ပသက်ပြီးထုတ်ဖော်ပြောပြ၍မရပေဆင်းရဲသူဆင်းရဲသားများလက်သက်ပကအပေါ်၌ဘဲအထူးအမြင်မှုရရှိသည်ဆိုသည်ကိုလည်းထုတ်ဖော်ပြောပြ၍မရပေယနေ့ထမင်းငတ်နေသူများတန်ခါအဖွဲ့စီတဲ့ဝင်ရောက်လာပြီး ၊နှက်ပြန်လက်သက်ပကရလျင်ဥစ္စာဒနာရလျင်၎င်းတို့သည်တခဏချင်းလက်သက်ပကနှင့်ဥစ္စာတို့၏ကြေးကျွန်ဖြစ်သွားနိုင်သည်။ကုံလုံးကျွဲဝါသူများကမူရင်ခဲ့သို့သော လက်သက်ပကနှင့်ဥစ္စာဒနာတွင်ကန့်ညိနေလို့လျင်ဘာကြောင့်ယဟန်ပေါင်တို့ဝင်ရောက်လာမည်နည်း။လူပေါင်းရှိမိမိတို့အိမ်မှာလည်းဥစ္စာဒနာများအလုံးလောက်ရှိသည်မဟုတ်ပါလောဟုတွေးတော်စဉ်းစားမှုပြုကြလေသည် လူငယ်လူရွယ်များနှင့်ကုန်လွန်ကြွယ်ဝသူများကြောင့်ဩစာနှင့်တိတ်ခါလည်းရှိသည် လူအိုများယဟန်ပြုသည်ကိုတွေ့ရလျှင်လူပေါင်းတို့ကအင်းလူလောကမှာဘာမှအတုံးမွင့်တော့တဲ့အတွက်ယဟန်ပေါင်းကိုဝင်တာဟူကဲ့ရဲ့ချသည်ဆင်းရဲသူဆင်းရဲသားများယဟန်ပြုသည်ကိုတွေ့ရလျှင်လဲအင်းအိမ်မှာစားစရာဘာမှမရှိတော့တဲ့အတွက်ဖုန်းကြီးဝင်လို့တာဟူမင်းငော့ချသည် လူအိုများလည်းတက်ကြွသည့်ယဟန်ကောင်းယဟန်မြတ်ဖြစ်နိုင်သည်ဆင်းရဲသူဆင်းရဲသားများလည်းယူသားဖြောင့်မတ်ပြီးလောဘအပေါ်တွင်အနိုင်ရသောယဟန်ကောင်းယဟန်မြတ်ဖြစ်နိုင်သည်ထို့ဖြစ်၍ငါသည်လူအိုများနှင့်ဆင်းရဲသူဆင်းရဲသားများကိုလည်းစီးယုံမည်တို့ရရင်တန်ကားဖွဲ့စည်းဂုံတိတ်ခါအတွက်စီးစေဥစ္စာနှင့်ကျင်းငွေတနာကိုအများပြားဆက်လွတ်တတ်သည့်လူငယ်လူရွယ်အရေးအတွက်များများဝင်ရောက်လာဖို့ရန်အရေးကြီးပေသည် တန်ကားအဖွဲ့စည်းရင်းခုံတိတ်ခါကြောင့်တန်ကားအဖွဲ့စည်းကိုပြုစုမိတန်ကားအဖွဲ့စည်းအကျိုးကိုတည်ဖို့ဆောင်ရွက်မိအင်အားစုလည်းတိုးတက်လာပေလိမ့်မည်သူတို့သည်ဂုံတိတ်ခါကိုကြည်ကြသလားအမှန်တရားကိုမကြည်ကြပေ။ဤကားသူတို့၏အမှားသူတို့၏မိုက်မဲမှုဖြစ်သည်ဟုငါသိသည်။ရှင်အမှားရှင်မိုက်မဲမှုကိုဖယ်ရှားပြရန်အတွက်လူအပေါင်း၏အထံသို့ချဉ်ကပ်ဖို့ရမှာလဲမလွဲမရှောင်သာသည့်အရာဖြစ်သည်။ ထိုကိစ္စအတွက်ဤဂုံဒိခါသည်လိုအပ်သောအရာဖြစ်ပေသည်ထိုအကြောင်းကြောင့်ပင်ဤတပတ်တော်တွင်၌ငါသည်ငါဤသွေးသားတဲ့ကပုဂ္ဂိုလ်နှစ်ဦးကိုသစ္စာတရားရစ်ပလင်ပေါ်မှတင်ရက်ရစ်ပူစော်လိုက်ရလေသည်ဘရင်အေဂရစ်တူသည်စစ်အောင်နိုင်ရေးအတွက်အ ਨੇ နှင့်အများဥပေတမြင်ကိုအသုံးပြုရသကဲ့သို့ငါလည်းဥပေတမြင်ကိုအသုံးပြုရသည်မိမိအာမြင်မှုနှင့်ပတ်သက်၍ငါသည်ရည်လဲရည်ချင်းသည်ငိုလဲငိုချင်းသည် တမန်နေ့ကငါနန်းတော်အတွင်သို့ဆွန့်ခန့်ကြွသွားရင်နန္ဒမင်းသားကိုတွေ့သည့်အခါအကယ်၍နန္ဒမင်းသားကိုရဟန်းပြုပေးလိုက်ရင်တန်ကားဖွဲ့စည်းဂုံတိတ်ခတိုးတက်သွားရုံသာလျှင်မကဘဲတန်ကားဖွဲ့စည်းအနေနဲ့လည်းအကျိုးဆောင်တက်သားကောင်းတူရရှိလိမ့်မည်ဟုငါစဉ်းစားမိသည်။ရင်းသူစဉ်းစားပြီးလျှင်ငါသည်လက်ထဲကတပိတ်ကိုနန္ဒအားလှမ်းပေးလိုက်သည်။ ဖျားရှင်သည်တပိတ်ကိုခိတ္တအခိုင်ခိုင်းခြင်းသာဖြစ်ပြီးတပိတ်ကိုပြန်ယူ၍ငါကိုပြန်လွှတ်လိုက်မည်ဟုနန္ဒာကတွေးဟန်တူသည်တို့ရရင်ငါသည်သူ့ထံမှတပိတ်ကိုပြန်မယူသူ့ကိုလည်းပြန်မလွတ်ငါနှင့်အတူနန္ဒာမင်းသားနန်းတော်အပြင်သို့ထွက်လာသည့်အခါကျွန်မတယောက်ကပြောလေသည်သခင်မဟိုမှာကြည့်စမ်းနန္ဒာမင်းသားဖျားရှင်နှင့်အတူပါသွားပြီရှင်တော်ဘုရားကနန္ဒာမင်းသားကိုပြန်လွှတ်တော်မှာမဟုတ်ဘူး ထို့အခါအနန္ဒဤကျင်ရစနီးကပတင်းပါမှမောင်တော်မင်းမင်းပြန်လာခဲ့တော်ဟုလှံပြောလိုက်သည်သူဖြစ်လင့်ကစားငါသည်ငါဤနှလုံးသားကိုကြောက်တာအဖြစ်ဖန်တီး၍နန္ဒကိုဆွဲခေါ်လာခဲ့ရလေသည်ကျောင်းသူရောက်တော်အခါနန္ဒအားပြောရလေသည်နန္ဒတင်သည်ဆွဲဤတတိနှင့်ပြည့်စုံသူတူဖြစ်ပေသည်နန္ဒအဘယ်အကြောင်းကြောင့်ပါနီးငါ ဗုဒ္ဓ၏တပိတ်ကိုသင်နန်းတော်ကကျောင်းတော်အထိယူဆောင်လာနိုင်သည်ဤမြလဝေးကွာလာသည့်နေရာကဗုဒ္ဓ၏တပိတ်ကိုယူဆောင်လာနိုင်သည် ဆိုသည့်စွန့်ရည်တက်တည်သည်ရဟန်းတာမဏေက လွဲလို့တခြားဘသူစီမမမရှိနိုင်ပေနန္ဒာဘာမြပြမပြောခတ်မစိတ်နေ၏ငါဘယ်လိုစဉ်းစားစိတ်ကူးသည်နန္ဒအဲ့ဒီစွန့်ရည်တက်တည်ကိုအတုံးချလို့ဒီဆန္ဒမရှိဘူးလို့ ရှင်တို့မဟုတ်ရင်လည်းအချီနီအလဟတပဲဖြုံတီပျက်စီးသွားစေမည်လော့နန္ဒအဲ့ဒီဆွမ်းရည်ကိုအသုံးချလိုပါသည်ရှင်ဖုရားငါဒီလိုဆိုရင်သင်ယဟန်ပြုရလိမ့်မည်ယဟန်ပြုနိုင်ပါမည်လော့နန္ဒသည်အတန်ကြာမျှတွေ့ဝေစဉ်းစားနေသည်ထို့နာမှာပြောလေ၏ပြုနိုင်ပါသည်ရှင်တို့လည်း ်နန္ဒအားယဟန်ပြုတ်ပေးလိုက်လေသည်နန္ဒဆုလျာရပက်လက်ထပ်ပြီးသည်မှမကြသေးပေတို့ဖြစ်၍ရင်းတို့ပြုတ်လုချင်းသည်နန္ဒ၏ခြင်းရာဇနီးအား မငဲ့ညာမထောက်ထားရရောက်၏ဆိုသည်ကိုငါသိသည်တို့ရာတွင်ကမ္ဘာလောက၏ကောင်းကျိုးအတွက်ပုဂ္ဂိုလ်တဦးတယောက်၏အနစ်နာခံရမှုသည် မလွဲမရှောင်သာသောအရာဖြစ်ပေသည်ရှာဟုလား ကာသနာအမွေခံပုံမှာလည်းယနေ့ထူးခြားဆန်းကျက်သောအဖြစ်အပျက်တစ်ခုဖြစ်လေသည်။ငါနန်းတော်ရဲ့ရောက်သွားသည့်အခါယာဟုလာမေတော်ကတားတော်ယာဟုလာအားတားရဲ့ဖခင်မေတော်စီမအမွေသွားတောင်းချေဆိုပြီးဆေလွတ်လိုက်သည်။ယာဟုလာကပြောလေသည်။အရှင်ဘုရားအရှင်ဘုရားသည်တပည့်တော်၏ဖခင်မေတော်ဖြစ်ပါသည်။ဖခင်မေတော်အနေဖြင့်တပည့်တော်ကိုအမွေပေးတော်မူပါ။ငါကမေးလိုက်သည် တင်ဖခမဲတော်ကြီးအမွေပစ္စည်းကိုယူနိုင်ပါမည်လို့ရဟုလားယူပါမည်ရှင်ဖျားငါထိမ့်သိမ့်ကထားနိုင်ပါမည်လို့ရဟုလားထိမ့်သိမ့်ထားပါမည်ရှင်ဖျားငါကောင်းပြီရှင်တို့ဖြစ်ရင်ထိမ့်သိမ့်ထားပြီလို့ဤယဟန်သာမဏေဖြစ်တည်သားလျှင်ငါ၏အမွေပစ္စည်းဖြစ်သည်တင်လဲဤအမွေကိုယူပေလော့ ။ဒါရီဗုဒ္ဓရာသူ့ကိုသာမဏေပြုပေးလိုက်။ရှင်သူအားဖြင့်ရာဟုလာလဲတဏီတဖုံအားဖြင့်သွေးဆောင်ခြင်းခံရပြီး သူ့ဘဝကိုကမ္ဘာလောကကောင်းကျိုးရစ်ပလင်မှာအပုဇော်အစတေးခံသွားရရှာလေသည်။ကမ္ဘာလောကဤကောင်းကျိုးအလို့ငှာတည်ထောင်ဖွဲ့စည်းရမည်ဖြစ်သောအကျိုးဆောင်တက်မတော်အတွက် ရှင်ကဲ့သို့သောသွေးဆောင်မှုများကို ပြုလုပ်ရန်လိုပေသည် ညနေချမ်းကြတော့ခါတုတ်တော်ဒနာမင်းကြီးပေါက်လာပြီးရှင်ဖုရားတပည့်တော်ရှင်ဖုရားဆရာစုတစ်ခုတောင်းလိုပါသည်ဟူလျှောက်ထားလေသည်ငါရှင်မင်းကြီးရဟန်းတစ်ပါးကဘယင်တူကိုဘလို့စုမျိုးပေးနိုင်ပါမည်နိမင်းကြီးပေးနိုင်သည်စုတင့်တော်သည်စုကိုပဲတောင်းလိုပါသည်ငါဒီလိုဆိုရင်ပြောပါဘလို့စုမျိုးနိ မင်းကြီးရှင်ဘုရားယဟန်ပြုသွားသည့်အတွက်တပည့်တော်စိတ်ဆင်းရဲခြင်းဖြစ်ရပါသည်။နောက်နန္ဒယဟန်ပြုသောအခါမှာပိုပြီးစိတ်ဆင်းရဲခြင်းဖြစ်ရပါသည်။ယခုယာဟုလာရှင်သာမဏေပြုလိုက်သည့်အခါကျတော့တပည့်တော်၏နှလုံးသားသည်အစိတ်စိတ်အမွှာမွှာဖြစ်နေပါပြီ။တားကိုချစ်သည့်စိတ်သည်တပည့်တော်၏အရေကိုထွန်းဖောက်နေပါသည်။အရေကိုထွန်းဖောက်ပြီးတော့အသားကိုထွန်းဖောက်နေပါသည်အသားကိုထွန်းဖောက်ပြီးတော့အရိုးကိုထွန်းဖောက်နေပါသည် အယိုးကိုထွင်းဖပြီးတော့ဒဏ်ရာရအောင်ပြုလုပ်ပါသည်အကယ်၍အရှင်ဖျားသည်အမိအဖာစသည်တို့၏အခွင့်မရဘဲနှင့်ဘယ်သူကိုမျှယဟန်ပြုမပေးလျင်ကောင်းပါလိမ့်မည်ငါရှင်မင်းကြီးဤကိစ္စနှင့်ပတ်သက်ပြီးငါဖျားလိုက်နာဆောင်ရွက်မည်ဆက်ဆဲပင်ဖြစ်ပါသည်တိုးတော်လေထိုကဲ့သို့မြင့်မြတ်သည့်အနစ်နာခံမှုဆွံ့လွတ်မှုများကိုမပြုလုပ်မချင်းကမ္ဘာလောကကြီးကောင်းကျိုးချမ်းသာသို့မဟုတ် လူလောကအကျိုးကိုဆောင်ရွက်မှုမဖြစ်နိုင်ဆိုသည့်အချက်ကိုမူသတိပြုရပေလိမ့်မည်မင်းကြီးအရှင်ဘုရားသည်ထိုကဲ့သို့အိမ်ယာများကိုလူသူစိတ်တုံသွအောင်လုပ်နေလျင်လူတွေကိုတရားပီးတရားဆွဲနေလျင်အရှင်ဘုရားကိုဘယ်သူမြတ်တာရှိတော်မည်နည်းအာလုံးကကြောက်လန့်နေချလိမ့်မည်ကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်တရားဆိုလျင်ဘယင်ဧကရေဖြစ်နိုင်တော်လဲဖះရှင်တို့မဟုတ်လူအကျိုးဆောင်တူဖြစ်နိုင်ဖို့မလွယ်ပေ လူလောကအတွက်အရှင်ဘုရားသည်စိတ်ချရသည့်ပုံကိုမျိုးဘေးမဖြစ်သည့်ပုံကိုမျိုးဖြစ်အောင်ပြုလုပ်တော်မူပါအခုတလောဆိုရင်မိမများသည့်အရှင်ဘုရားကိုသူတို့လင်ယောက်ျားတို့မို့တားယောက်ျားများကိုတွေးဆောင်ခေါ်ငင်သွားမိလားဆိုပြီးကြောက်လန့်နေကြသည်ကလေးတငယ်များကလည်းရှင်ဖျားကိုသူတို့ဤဖခင်ကိုများသွေးဆောင်ခွန်ငင်သွားမိလားဆိုပြီးကြောက်လန့်နေကြသည်အဖိုးအိုများကလည်းရှင်ဖျားကိုသူတို့ဤသားဖြူတွေကိုများခွန်ငင်ဖျားယောင်းသွားမိလားဆိုပြီးကြောက်လန့်နေကြသည် ထိုကဲ့သို့တထိတ်ထိတ်တလန့်လန့်ဖြစ်နေရသည့်ဘဝင်ချင်းအခြေအနေမှာအကျိုးဆောင်ရွက်မှုဆိုသည့်အလုပ်သည်ဖြစ်နိုင်ပါရောမည်လောအရှင်ဘုရား၏ဝါဒလမ်းစဉ်သည်ဖြစ်သူအကျိုးဖြစ်နိုင်ပါရောမည်လောငါအရှင်မင်းကြီးငါတို့ဒီအလွန်တရာမြင့်မားသည့်ပြတ်သက်နန်းဆောင်ကိုမြင့်တဲ့မြင့်အောင်တိဆမီကျင့်လျင် အုံမြင့်ချရဲ့အတွက်နိုင်ကြတဲ့နိုင်ကြအောင် တူရပါမည် ရီမှန်ချက်ကအပေါ်ကိုရောက်နေတော့လဲအခြေခံလုပ်ငန်းများကမူအောက်ဖက်မှာသာရှိနေရပါသည်ထို့နည်းတိုင်းလူလောကအကျိုးကိုဆောင်ရွက်သည့်နေရာမှာလဲအစပထမ၌လူလောက၏ဆန့်ကျင်မှုကိုခံရပေလိမ့်မည်အဲ့ဒီလိုခံရသည့်အတွက် တော်လှန်ရေးသမားတဦးဖြစ်သည့်ဗုဒ္ဓအနေနဲ့တုံ့လှုပ်လိမ့်မည်မဟုတ်အခြေခံလုပ်ပြီးသွားသည့်အခါ၌လုပ်ငန်း၏လမ်းချောင်းပြောင်းသွားတဲ့ကဲ့သို့ပြည်သူကိုခြောက်ခြားစေသည့်တော်လှန်ရေးလုပ်ငန်းပြီးစီးသွားသည့်အခါမှာလဲ ်ထိုလုပ်ငန်း၏လမ်းကြောင်းသည်ပြောင်းသွားပြီလိမ့်မည်ငါလည်းလုပ်ငန်း၏လမ်းကြောင်းကိုပြောင်းလဲပါတော့မည်အပေကြောင့်ဆိုရင်ယခုအခါမှအခြေခံ လုပ်ငန်းများအပြီးသက်သွားလိမ့်ပြီသို့တော်လည်းတခုတော့တတိချားဖို့တင့်သည်အရှင်မင်းကြီးတာမကပဲလူလောကတခုလုံးတတိချားဖို့တင့်သည်မိတိယာကိုတတိချားရမည်နည်းဆိုရင်ငါတို့ချီးမွမ်းနေသည့်အရာဝတ္ထုကိုအောင်မြင်ပြေဝအောင်လုပ်ရမည်ဆိုရင်ငါတို့ဒီနောက်တွန့်နေ၍မဖြစ်ပေ။မင်းကြီး အတိတ်ပဲဘလို့ဆိုလိုပါသနည်းဖျားငါငါဤစကားကိုလူတွေကယူဆိုင်နားထောင်နေကြသည်ငါဤတန်ခါအဖွဲ့စည်းကိုယနေ့ချီကျူးပြောဆိုနေကြသည်အာယုံပြုနေကြသည်တန်ခါအဖွဲ့စည်းစကားကိုစွမ်းနိုင်သမျှလိုက်နာကြင့်ကြံနေကြသည်ရင်းအရာအလုံး၏အဓိကအကြောင်းမှာငါဤတန်ခါအဖွဲ့စည်းတဲ့၌ဩစာတိတ်ကမရှိသည်လူရည်တက်ပေါင်များစွာစီစိန်နှင့်အရွယ်ကိုဆွန့်လွတ်ပြီးဝင်ရောက်လာကြသည့်အတွက်ကြောင့်ဖြစ်သည် သူတို့ကိုမြင်တွေ့ရတဲ့လူတွေက အကယ်၍တန်ခါအဖွဲ့စည်းထဲမှာမြင်မြန်မှုသို့မဟုတ်ကောင်းကျိုးပြုတတ်သည့်အရာတခုခုမရှိလျင်ဤပုဂ္ဂိုလ်များသည်စီးစိမ်ဥစ္စာနှင့်ပြုတ်ရွယ်မှု၏ရတာကိုစွန့်ပြီးဝင်ရောက်လာကြလိမ့်မည်မဟုတ်ဟုတွေးတောကြသည်အဲ့ဒါမှန်သလားမမှန်ဘူးလားအရှင်မင်းကြီးမင်းကြီးမှန်ပါသည်ငါ ဒါဖြင့်ရှင်မင်းကြီးပြောဆက်မအောင်ငါဤတန်ခါဖွဲ့စီတဲ့မှာအဲ့ဒီလိုဩစာတိတ်ကမရှိသည့်လူရတဲ့လူငယ်လူရွယ်များသည့်မိုးဖော်ကကြားရောက်လာကြမည်လောကမ္ဘာလောကကဩစာတိတ်ကမရှိသည့်လူရတဲ့လူငယ်လူရွယ်များပါသည့်အဖွဲ့အစည်းကိုအထင်ကြီးသည်အသင်မင်းကြီးလိုတကယ်တကယ်ဩစာတိတ်ကမရှိသည့်ပုဂ္ဂိုလ်ကြီးများတာမှတန်ခါအဖွဲ့အစည်းကိုအဲ့ဒီမှတ်ချက်ပေါ်မှာပဲတင်ကြည့်ကြသည် သို့တော်လည်းတန်ကားအဖွဲ့စည်းရင်းထူးခြားမှုအတွက်သူတို့အင်္ဂါအရာဝတ္ထုကိုယူလာသည့်အခါကျတော့လေသူတို့ပဲစိတ်မချမ်းမသာဖြစ်ကြသည်။ကမ္ဘာလောကသည်ဘလောက်ကိုကြိုးကြည့်သနည်းဆိုရင်မိမိနှစ်သိမ့်မှု၏ဝင်တော့ဝင်ပိုးကို အခါခတ်သိမ့်တပားလူတို့၏ဥကောင်းပေါ်မှာဖို့လိုကြသည်။အဲ့ဒီနေ့တိုင်းအားလုံးကအတွေးပေါက်နေကြလျင်ဘယ်သူအကျိုးကျေးဇူးရှိတော်မှာနည်း။တို့အတွက်အသိလျော်ဆုံးမှာ။ တောင်းဆိုချက်ကိုကြည်တင်ပြမနေဘဲလိုအပ်တယ်လို့အထင်ရှိသည့်အရာများပြည့်ဝရေးအတွက်လည်းအကူအညီပေးသင့်ပေသည်မင်းကြီးအဲ့ဒီလိုတောင်းဆိုချက်များကိုဘသူကတင်ပြပါသနည်းဖျားတစုံတူကအရှင်ဖျားစီလာပြီးရှောက်ထားပြောပြပါသလားငါရှင်မင်းကြီးအဲ့ဒီလိုတောင်းဆိုချက်များကိုဗစက်နဲ့မတင်ပြကြမိမိတို့အပြုတ်မှုများနဲ့တင်ပြကြသည်အကျင်အရာဝတ္ထုကိုရှင်မင်းကြီးတို့လေးမြတ်ပြုကြ၏ ပူဇော်ကြ၏။ချီမွန်ထောမနာပြုကြ၏။ထိုရာဝတ္ထုကိုရှင်မင်းကြီးတို့တောင်းဆိုတယ်လို့ပဲမှတ်ရမည်။ကမ္ဘာလောကကငါဤတန်ခါအဖွဲ့စည်းကိုအကျင့်အရာဖြင့်မှတ်ကြောက်တင်ကြည့်ဖို့ရန်စိတ်ကူ၏။အကျင့်အရာကိုကြည့်ပြီးတော့ငါဤသစ္စာတရားကိုလက်ခံလိုကြ၏။ထိုရာကိုတန်ခါအဖွဲ့စည်းတဲ့ဆွဲသွင်းရပေလိမ့်မည်။အကယ်၍ကမ္ဘာလောကကမိမိ၏မျက်စိအမြင်ကိုမှတ်အောင်ကောင်းအောင်ပြုပြင်ပြီးဆိုလျှင် တစ္ဆာတရားကိုမိမိအသိဉာဏ်ဖြင့်နားလည်အောင်ကြိုးစားအားထုတ်မည်ဆိုလျင်စီစိန်ဥ္စံအာနာတကူတွေကို အမှန်တရားကြီးမှတ်ကြအဖြစ်မပြုတ်လို့ဘူးဆိုလျင်အဲ့ဒီခါကြတော့မှပဲငါလည်းလုပ်ငန်းတွင်ကျယ်မှုဟုသောအမြင်နဲ့ပဲကြည်ပြီးလူတွေကိုတန်ခါအဖွဲ့စီတဲ့တွတ်သွင်းရပြလိမ့်မည်စီစိန်ဥ္စာဩစာတက္ကမစသည်များကိုအဲ့ဒီခါကျတော့ထဲမတွက်တော့ တထက်ပြီးကစားမရများလင်ယောက်ကြလက်မဲ့ဖြစ်ပြီးတခုလက်တလင်ခွာဒုက္ခခံစားရခြင်းကိုငါမလိုလားပါတိုးတော်လေငါမိတို့တတ်နိုင်မည်နီဤကဘာလောကကိုကငါကိုအဲ့ဒီလိုမလုံးမဖြစ်အောင်ဖန်တီးနေသည်ကဘာလောကကြီးထိုကဲ့သို့သောမသိမ့်လျော်သည့်တောင်းဆိုချက်လိုလားချက်များကပင်တရားဓမ္မအဖွဲ့အစည်းတွေအတွင်မကောင်းမှုမျိုးစေ့ကိုချပေးခဲ့ကြသည်တရားဓမ္မအဖွဲ့အစည်းကိုသွေးနှစ်ထင်ရောက်စေခဲ့သည မျက်ကန်းယုံကြည်ခြင်းနှင့်ရုပ်ဝတ္ထုစီစဉ်ဒနာများ၏အချက်အချာဗဟုဌာနဖြစ်စေခဲ့သည်အဲ့ဒီမျိုးစိတ်ကောင်ကအမြင့်တွယ်ခွင့်မပေးတော့လေကမ္ဘာလောကကအစပထမတွင်အဲ့ဒီမျိုးစိတ်ကိုအ ਨੇ နှင့်အများမရှိမဖြစ်အောင်ပြုလုပ်ဖန်တီးခဲ့သည်မင်းကြီးအရှင်ဘုရားအမေးရှိသည်မှာမှန်ပါသည်ယခုတပည့်တော်မိမိအမားကိုနားလဲပါပြီငါအရှင်မင်းကြီးအဲ့ဒါအရှင်မင်းကြီးတူတဲ့ဤအမားမဟုတ်ပြီ လူအပေါင်း၏အမားဖြစ်သည်လူအပေါင်းသည်ကိုယ့်အမားကိုကိုနောင်တရတင့်ပေသည်မင်းကြီးအရှင်ဖျားကိုလက်လွတ်လိုက်ရုံနှင်းပင်တပည့်တော်ကိုယ့်အမားကိုအပြည့်အဝနောင်တရပြပါပြီအရှင်ဖျားသည်ဘယင်သားတော်ရာပေါင်းများစွာထက်ကြီးကျယ်တယ်ဆိုတာကိုဒီကနေ့တပည့်တော်သားမကတကဘာလုံးမှတ်ယူနေကြသည်နောင်တရသည့်အဖြစ်နှင့်ထုံမြလောက်အဖိုးဖြတ်လို့မရသည့်ယရနာကို ပေးထားပြီးသည့်နောက်ဒီကနေ့ နန္ဒာနဲ့ရာဟုလာကိုထပ်ပြီးပေးဖို့လိုပါတော့မည်လို့ငါအရှင်မင်းကြီးတံပိုးဖြတ်လို့မရသည့်ယရနာဖြစ်တယ်ဆိုသည့်အချက်ဤဆန်းသက်စစ်ဆေးမှုအပြည့်ဝသည်လူအပေါင်းတို့၏အမြင်မှာငါဘဝတစ်ခုလုံးဖြတ်တန်းကျော်လွန်သွားမှဖြစ်နိုင်လိမ့်မည်ဒီကနေ့စကားဖြစ်နေတံပိုးဖြတ်လို့မရသည့်ယရနာလို့ပြောတော့လေလူအပေါင်းကတမနာဂေါတမဟာအာဂတိလိုက်တယ် ကမ္ဘာလောကရဲ့အင်အားတွေကိုအမြစ်ကလှန်ပစ်နေတော့လဲကိုယ့်အိမ်ကိုယ့်ရာကမူတဦးတယောက်မျှမခွန်ငင်ဟုပြောဆိုနိုင်ကြသည်ကမ္ဘာလောကရဲ့အမြင်သည်ဘလောက်ထက်သည်နည်းဘလောက်အဆိပ်ရှိသည်နည်းဟုဆိုရင်နန္ဒာကိုခေါ်သွားစေကမူတမနာဂေါရမဟာနန္ဒာကိုခေါ်သွားပေမဲ့သူ့သားကြတော့ချန်ထားတယ်တမနာဂေါရမဟာမိမိရဲ့သားအချို့အတွက်ဆွေဆက်မျိုးဆက်အတွက်စိတ်ဆော်တော်မှရှိတယ်ဆိုတဲ့စကားများအထိပြောနိုင်ပေသည်ရှင်မင်းကြီး အမနာပပြောခြင်းသည်မှန်မှန်မှားမှားရေပေါ်ကြသည့်စီကဲ့သို့တမဟုတ်ခြင်းပြန့်နှံ့သွားတတ်သည်ထို့ကဲ့သို့သော အမနာပစကားများသည်ငါ၏တန်ဖိုးဖြတ်လို့မရသည့်ရဏအဖြစ်ကိုညှဉ်းနွမ်းစေလိမ့်မည် အကယ်၍ငါနန္ဒာနှင့်ရာဟုလကိုခေါ်မသွားနှင့်ဒီကနေ့အပြင်အပကအမနာပပြောနေခြင်းထက်ဆေစားပို၍အတွင်ကဧကံမုတ်ချပြောကြလိမ့်မည် ကဘာလောက်သည့်ကိုကျိုးမရှိသည့်နေရာမျိုး၌တစုံတို့၏အကောင်အားအဆိုးကိုရှာရင်ချာရင်နဲ့မောပြီးအဆိုးကိုရှာမတွေ့မှလက်ခံကြပေသည်မင်းကြီးအရှင်ဘုရားမိန်တော်မူပြီးဒီမှာမှန်ပါသည်ယနေ့တပည့်တော်၏အင်္ဂိဟာအဖြစ် အမြင့်ပြုတ်ရခြင်းမှာအရှင်ဘုရား၏အပြစ်မဟုတ်ပါကမ္ဘာလောက၏အပြစ်သာဖြစ်ပါသည် လူလောက၏မိုက်မဲမှုသာဖြစ်ပါသည် တပည့်တော်ရှင်ဘုရားကိုအပြစ်တင်မိသည့်အတွက်များစွာဝမ်းနည်းပါသည်တပည့်တော်ကိုယ်စကားကိုကိုပြန်ရုပ်သိမ်းပါသည်ရှင်ဘုရားအစ်နဲ့ထင်တယ်လို့ဆောင်ရွက်တော်မူပါငါအရှင်မင်းကြီးအမိအဖအစသူများ၏အခွင့်မရှိပဲဘသူကိုမြရှင်ယဟန်ပြုမပေးရဆိုသည့်စီမင်းဥပဒေကိုမူတတ်မှတ်ပြဋ္ဌာန်းရလိမ့်မည်အဲ့ဒီစီမင်းဥပဒေကိုအစောတလျင်မဲ့လောက်ရလိမ့်မည် အကယ်၍ဒီကနေ့ရှင်မင်းကြီးလျှောက်ထားပြောပြခြင်းမပြုလုပ်ရင်ဒီစည်းမျဉ်းကို၄၅ရက်ကြာမှလုတ်ဖြစ်ဖို့ရှိသည်။သို့တော်လည်းဒီစည်းမျဉ်းဥပဒေကိုလုတ်တော့ဆက်ဆက်လုပ်ရပေလိမ့်မည်။ရှင်မင်းကြီးထွက်ခွာသွားသောအခါငါသည်ဤစည်းမျဉ်းဥပဒေကိုတတ်မှတ်ပြထန်းလိုက်လေသည်။ရှင်တို့ပြထန်းလိုက်ခြင်းမှသင်လျော်ကောင်းမြတ်ပေသည်။စေကိုလူနာပြုတ်အန်ခြင်းမဖြစ်ုံလောက်သာလျှင်ပေးသင့်သည်။ ကယ်၍ငါသည်ရှင်ကဲ့သို့သောစီမြင့်ဥပဒေမျိုးကိုစောလျင်စွာမပြုတ်လို့လျင်လူလောက လူမမာသည်ငါဤစေကိုအံပြစ်လောက်အောင်အင်ဒရီမရဖြစ်နေပေလိမ့်မည်